်မင်္ဂလာပါရှင်အခုတခါတင်ဆက်ပေးချင်တာကတော့မူရင်းစာရေးဆရာမ Noriko Otsuji Letter for Aosan Suji ဆိုတဲ့စာအုပ်ကိုဆရာမမတိရာစံချောင်းကမြန်မာဘာသာပြန်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်အတွက်စာတစောင်းဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ရှင်။အခန်း3အချုပ်အနောင်လေးကစု1989 1995 အဆောင်ရှောင်းတာတပါအလားမိုက်ကာနာမကျန်းဖြစ်နေတဲ့အမေကိုပြုစုဖို့ဆိုပြီးစုမြမပြီကို ပြန်သွားတာတစ်နှစ်တောင်ရှိခဲ့ပါပြီ1989ခုနှစ်ဧပြီမှာတော့ကျမတို့နှစ်ယောက်လဲမိုက်ကယ်တို့သားအဖကိုစုမရှိတဲ့အော့စဖို့ဒ်ကပါက်တောင်းအိမ်မှာသွားတွေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်တကယ်တော့ကျမသိသိကျင်နေတာကမိုက်ကယ်ဟာကလေးတစ်ယောက်ကိုချက်ကျွေးနိုင်တာဆိုလို့စုမကြိုက်တဲ့ကြက်ဥမွေကြော်တစ်မျိုးပဲကောင်းကောင်းရှိတာမို့ အခုနေခါကလေးတွေကိုသူဘယ်လိုများကြိုးမွေးနေမလဲဆိုတာပါ။ကျမအနေနဲ့လည်းကလေးနှစ်ယောက်ကိုဂျပန်စာရီချက်ကျွေးကြနေပြီးပါတယ်။ကျမတို့ရဲ့လျက်စစ်ထမင်းပေါင်းအိုလေးရဲ့ဆူကီယာကီလုပ်တဲ့ဒဲအိုးရဲ့ကစုလို့ရဲ့မိဖို့ကြောင့်နဲ့မှရှိနေသေးတယ်လေ။ထမင်းစဝဲပေါ်မှာကျမတို့နေအောင်အံ့အားတင်သွားအောင်စောင့်နေတာတွေကတော့ကျက်သားရိုးစတနဲ့ဟင်းရွက်တုပ်ပါပဲ။အဲ့ဒီအချိန်ကခင်ကအသက်၁၇နှစ်နဲ့9လတာရှိသေးပေမယ့်သူက အန်ကယ်အော့စစ်နဲ့အန်တီနိုရစ်ကိုကိုကိုရန်ချက်ကျွေးမယ်ဆိုကမနေ့ကလေးကအချိုးပွဲကိုပြင်ဆင်ခဲ့ပါတဲ့။ကျမတို့မှာအန်ကိုအော်လို့ပေါ့။ဒါပေမဲ့သူ့မှာလျှို့ဝှက်ချက်ရှိနေတာကိုကျမတို့မသိခဲ့ပါဘူး။မြန်မာဝစ်စုံကိုတတ်တတ်ရရဝစ်ထားတဲ့မိန်းကလေးတယောက်ကသမင်းပွဲကိုပြင်ဆင်ပေးပြီးကိတ်မုံလုံပုံလုံကြီးကိုလည်းခင်ပေါ်တင်ပေးခဲ့ပါတဲ့။သူကဟောင်ကောင်မှာဆီယဝင်အဖြစ်ရပ်တည်ခဲ့တဲ့စုရဲ့ဝမ်ခွဲညီမပါ။ သူကမိခင်ကိုပြုစုနေရင်းကဒီမိုကရေစီလှူရှားမှုတွေရောက်သွားတော့သူမိသားစုအတွက်ဝန်ခွင့်ညမကိုအကူအညီတောင်းပြီးအဝေးကနေစီမံခဲ့တာပဲဖြစ်ပါတယ်။ကျမကအမျှော်မြင်ရှိလာတဲ့သူကိုအတော်ကြီးအထင်ကြီးသွားမိပါရဲ့။အဲ့ဒီကာလတွေမှာမိုက်ခက်အနေနဲ့ပုံမှန်အလုပ်ရလို့မရှိပါဘူး။သူတို့အိမ်ရဲ့ပထမနဲ့ဒုတိယတက်ကိုငှားတဲ့ဝင်ငွေကအဓိကဝင်ငွေပဲပေါ့။တကယ်တော့သူ့ကိုကမ်းလှမ်းလာတဲ့အလုပ်တွေကအများကြီးပါ။သူကတခုကိုမှမရွေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့အဲ့ဒီအလုပ်တွေကပညာရေးနဲ့မပတ်သက်လို့ပါတဲ့အင်္ဂလာမှာအဲ့ဒီအချိန်ကတိဘက်ဘာသာစကားသင်ကြားရတဲ့အတွက်နေရာနှစ်နေရာပဲရှိပြီးဘယ်နေရာမှမလစ်လက်ပါဘူး။ကျမကမိုက်ကယ်နဲ့ကလေးတွေအတွက်စိတ်ပူကြောင်ပြောပြီးတော့မိုက်ကယ်ကကျမကိုနိုရီကိုရာကျွန်တော်တို့ကဒီမှာအင်္ဂလန်မှာလုံခြုံနေတာပဲ။ခမရဆုကိုတော့ဘာလို့စိတ်မပူရတာလဲလို့မိကုံးပြန်ထုတ်ပါတော့တယ်။ကျမကဆုရဲ့ပုံရှုံးနေတဲ့အရေးချင်းတွေကိုသိထားတယ်လေ။ပြီးတော့လည်း နှစ်ပေါင်းများစွာတစ်ဖက်သက်အချင်းနဲ့ချစ်ခင်ရတဲ့အမိမြမပြီကလွဲပြီးဘယ်နေရာမှာမှ သူ့ရဲ့နိုင်ငံကြီးမျိုးစေ့ကိုမြေချပန်းပြိုးနိုင်မဲ့နေရာ မရှိဘူးလို့ကျမကသိကြနေတာ哦ဒါကြောင့်မိုက်ကယ်ကိုသူ့ရဲ့ကျမကြီးကလွဲပြီးကျန်းမာမပူပန်ပါဘူးလို့ဆိုလိုက်ပါတယ်သူ့အနေနဲ့မြမပြီနိုင်ငံကြီးမှာအင်အားအပြည့်နဲ့သူ့အခန်းကဏ္ဍကိုထမ်းဆောင်ဖို့အတွက်အင်တော်ကြီးအပူပန်တွေကနေသူ့ကခင်းဝေးတဲ့မဟုတ်လားလို့ပေါ့မိုက်ကယ်ကခမည်းမှန်ရင်မှန်ပါပါလို့ပြန်ဖြေလေရဲ့ အဲ့ဒီနေ့ကမိုက်ကယ်ကကျမကိုမြန်မာငွေ၁၁ကျပ်ပြပါတယ်။အဲ့ဒီမှာပိုကျွန်းအောင်ဆန်းရဲ့ပုံနဲ့နံပါတ်၈ကနန်းတွေပေါ်နေပါတယ်။မိုက်ကယ်က၈ကနန်းက၈လေးလုံးအရေးတော်ပုံကိုကိုစားပြူကြောင်းနဲ့ပိုကျွန်းပုံကတော့စုကိုထောက်ခံတဲ့အသွင်လဲဆောင်းချောင်းရှင်းပြပါတယ်။ကျမကတော့မြန်မာလူထုကစုကိုယုံကြည်စွာအားပေးထောက်ခံကြတာကိုကြားရတော့ဝမ်းသာမိပါတယ်။သူကိုနိုင်ငံသားသားနဲ့လက်ထက်တဲ့အတွက်နိုင်ငံကိုသက်စာပေါက်သူအဖြစ်ဆွဆွဲခံရဘူးတာကို။နော်ရီကို အစကလေးကဒီလိုနေမျိုးတဏိတော်ရောက်လာမယ်ဆိုတာကျွန်တော်သိနေပါတယ်။မြမလူလူကသူ့ကိုလိုအပ်လာတဲ့အခါကျွန်တော်ကအဲ့ဒီလမ်းကိုမပိတ်ပင်ပါဘူးလို့စုကိုကတိပေးခဲ့ပူတာပါ။လို့မိုက်ကယ်ကပြောပါတယ်။ကျွန်မကဝမ်းနည်းတော့ပါတယ်။မိုက်ကယ်ကစုကိုဇနီးမယားတယောက်အနေနဲ့ထိန်းချုပ်ဖို့မကြိုးစားတာသိရတဲ့အတွက်လဲသူ့ရဲ့သဘောထားကြီးမှုကိုလေးစားအထင်ကြီးမိပါတယ်။အခုအချိန်ထိတော့မိုက်ကယ်ဟာအတက်ဆွတ်တဲ့အချစ်စိတ်ကဘာတွေရနေအသွင်ပြောင်းလာခဲ့ပြီပေါ့ ကျမကတော့မိုက်ကယ်ဟာဆုအတွက်အဆောင်ရှောင်နဲ့တပါလို့သူကသူပြောင်းလဲနေတာကိုမြင်လိုက်ရတယ်လို့ပါပဲ။ကျမတို့တွေပထမဆုံးချိန်နိုင်ငံသားကိုသွားတဲ့အခါအရာရာဟာသဘောကျစရာတွေကြီးမို့မတွေးမမြင်နိုင်လောက်အောင် ဖြစ်သွားတတ်ပါတယ်။ကြပါမယ်အပြင်မှာကြာကြာနေလာတဲ့အခါမှာတော့အဲ့ဒီလူအဖွဲ့စည်းရဲ့အပြစ်ကလေးတွေကိုတတိပြုမိတတ်လာပါတယ်။တစားတစားနဲ့ကို့အမိမိကပန်းနေကပိုးလှတယ်လို့ပြန်တွေးမိလာတာပေါ့။ အဲ့ဒီအခါမှာတော့ကျမတို့ဟာဘလောက်အထိနိုင်ငံဆွေအမျိုးသားရေးစိတ်တည်ရှိနေတယ်ဆိုတာမျိုးပြန်မြင်မိလာပါတယ်။စုမှလည်းကားမွန်တဲ့အမျိုးသားရေးစိတ်တည်ရှိနေတာကိုကျမခံစားမိပါတယ်။အဲ့ဒီစိတ်ကြောင့်ပဲမြမပြီးမှသူ့ဘဝကို မြုံနှံလိုက်တာပါ။သူကမြမဝတ်စားတွေကိုတမျက်တနိုးဝေးလေးရှိတယ်လို့မြမပြီးအကြောင်းမကောင်းလည်းမပြောတတ်ပါဘူး။ပါပဲပြပြမြမပြီအချမ်းကိုထည့်ပြောတတ်လေရဲ့လေဒါပေမဲ့ စုကသူ့ရင်မြန်မာနိုင်ငံသားဘဝကိုထိမ့်သိမ်းထားနိုင်ရဲ့ယုံသားမကတားနှစ်ယောက်ကမြန်မာ passport ကိုင်ထားတာကိုခွင့်ပြုပေးခဲ့တဲ့မိုက်ကယ်မိသားစုကိုလည်းကျေးဇူးတင်နေမိပါတယ်။ဒီလိုအဆုံးဖြတ်ကလည်းအင်္ဂလန်နဲ့အင်္ဂလိပ်တို့ရဲ့ပုံရိပ်ပဲဖြစ်မှာထင်ပါတယ်။အင်္ဂလန်ဟာစီးပွားရေးအရာဩဇာမကြီးတော့ပေမယ့်သူ့ရဲ့တိတ်ခါအရာတော့ကမ္ဘာမှာကောင်းကောင်းကြီးရပ်တည်နိုင်နေတာအဲ့ဒီလိုသဘောထားမျိုးတွေအတွက်ဖြစ်ပါလိမ့်မယ်။နေအကျယ်ချုပ်ကြောင့်တမန်နိနိုင်ငံရေးသမားဖြစ်လာတယ်စု။ ဘာသာပြန်သူရဲ့စာကျွမ်းဒီအခန်းငယ်ရဲ့အစာပိုင်းမှာတော့1988 89ခုနှစ်ကမြန်မာနိုင်ငံရေးဖြစ်စဉ်အချို့ကိုပြန်ရေးပြထားတာဖြစ်ပါတယ်။မြန်မာမဟုတ်တဲ့စာဖတ်ပရိသတ်ကိုသိစေခြင်းတဲ့သဘောအကြံပြင်းမဲ့မှုရေးထားတာတွေကိုချန်လက်ထားခဲ့ပါတယ်။ဘာသာပြန်သူ1989ခုဇူလိုင်20မှာစုနေအိမ်အခြေချုပ်ကြတော့ကလေးတွေကနေရာတိကျောင်းပြည့်ရမှုသူနဲ့အတူရှိနေကြခြင်းပါ။ ။စုကသူ့ခြံထဲကနေထောင်ကိုခေါ်သွားခံရတဲ့ပါဂျီဝင်နဲ့လှုပ်ဖို့ကိုင်းပတ်တူနီးတူသူ့ကိုထောင်ကိုခေါ်သွားဖို့အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။အဲ့ဒီအဖြစ်ကိုမိုက်ကယ်နဲ့သားနှစ်ယောက်ကတွေ့မြင်ခဲ့ရတာပေါ့။သူလူတွေကိုထောင်ထဲမှာကောင်းကောင်းမွန်မွန်ချားပါမယ်လို့ကတိရတော့မှစုကအစာပြန်စားတာမို့စုစုပေါင်း17ရက်အစာမစားခဲ့ပါဘူး။အဲဒီနောက်ပိုင်းမိုက်ကယ်နဲ့ကလေးတွေအင်္ဂလန်ကိုပြန်လာခဲ့ရပြီးနောက် နှစ်နှစ်နဲ့လေးလလုံးလုံးစုအိမ်ကဖုံးလဲအဖြတ်ခံရကမိသားစုစီကစာလဲလက်ခံခွင့်မရှိကြတာမို့အဆက်အသွယ်အားလုံးပြတ်တောက်ခဲ့ရပြန်ပါတယ်။မိုက်ကယ်အပြောအရတော့စုကနေအိမ်ဝင်းထဲကပန်းချန်နဲ့ဆင်းပြီးနေစာလုံရင်လို့တောင်မရခဲ့ပါဘူး။စုကငွေရေးကြီးကြီးအကြက်တဲရှိခဲ့ပေမဲ့အိမ်ကပြိဘောကအဟောင်းတွေရောင်းပြီးအဆင်ပြေအောင်နေခဲ့ပါတယ်။ဒီမှာထပ်ပြီးကြားခဲ့ဘူးတာကတော့ ။စုအင်ကအဖော်မင်းကလေးဈေးဝယ်သွားရင်လေဆိုင်ရှင်တချို့ကငွေမယူလိုက်ကြဘူးဆိုတာပါပဲ။စုကိုရိုင်းကဘဝကိုရိုးရိုးနဲ့ချိုးချိုးချမ်းချမ်းနေချင်တော့သူ့ငွေကြေးပြဿနာကိုသူ့ဘာသာလိမ္မာပါနဲ့စွာဖြေရှင်းနိုင်ခဲ့တယ်လို့ဒီမှလည်းယုံကြည်ပါတယ်။စုကကိုကိုကိုထိန်ချုပ်တဲ့နေရာမှာအစွမ်းတို့ရှိသူလို့ဆိုရမှာပါ။သူ့ဘဝကိုသူစီးကဲနဲ့မောင်းနေသူလည်းဖြစ်ပါတယ်။ဒီတော့နေအကျဲချုပ်ဆိုတာသူ့အတွက်တိတ်ခက်ခဲပုံမရပါဘူး။ ဒါမှမဟုတ်စစ်အစိုးရအနေနဲ့တက္ကသိုလ်ပြန်လည်ပြင်ဆင်မောမှန်မှုအခွင့်အရေးတူးကြီးကိုမထင်မှတ်ပဲပေးခဲ့တယ်လို့လဲဆိုနိုင်မလားပဲ။သူကတော့စာရီလိမ့်ဖတ်ခဲ့ပါတယ်။စာဖတ်ရတာကို သူကအပျော်ဆုံးပဲ။တရားအားထုတ်မှုနဲ့စာဖတ်ခြင်းကလည်းသူ့ကိုကိုယ်ပိုင်နိုင်ငံရေးအကျိုးခေါ်ရရလာစေခဲ့ပါတယ်။ဒါအပြင်နေအိမ်အကျယ်ကျုံရဲ့အသေးပွင့်ကတော့ကြောက်ရွံ့ခြင်းမှကင်းလွတ်ခြင်းပဲဖြစ်ပါတယ်။ သားတွေကိုမဆောင်ရှောင်နိုင်မိသားစုဘဝကိုမပျော်ပိုင်နိုင်ပဲအထီးကျန်ကာလ6နှစ်ကိုဖြတ်တန်းလိုက်ရတဲ့အတွက်စုဟာတမန်ဒီလူမကျောင်းတဲ့နိုင်ငံရေးသမားတစ်ယောက်ဖြစ်လာရပါတော့တယ်။စုရဲ့အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ကျမစီမှာမိုက်ခဲကတဆင်ပေးပို့လာတဲ့စုရဲ့စာတစောင်ရရှိခဲ့မှုပါလေ။စုက1995ခုနှစ်နှစ်တက်ကူအနေနဲ့ BBC အင်တာဗျူးတစ်ခုမှာပျော်ရွှင်စရာနှစ်တစ်နှစ်ဖြစ်ပြီးကျမအတွက်လည်းယောဂဘေးရကင်းပါစေလို့ဆုတောင်းပေးခဲ့မှုပါတယ်။သူကအဲ့ဒီလိုပြောလိုက်တော့ကျမတကယ်ကိုခံစားလိုက်ရပါတယ်။သူပခုံးမမနိုင်ငံတော်ဝင်ထမ်းပြီးအကြောင်းကျိုးရုပ်တည်မရှိဆက်ဆံရေးတွေကိုစိတ်ရှိရှိနဲ့တယောက်တည်းခုခံနေရချိန်မှာကျမကလည်းရင်သားကန်ဆောင်ဝေဒနာရဲ့ကြွန်တယောက်လိုဖြစ်နေခဲ့ရပါတယ်။ စုစကားအရာဆိုရင်ကျမလဲကိုယ်ကင်ဆာကိုကြောက်ရွံ့ခြင်းမှကင်းလောင်အောင်နေမှာရှင်းတန်နိုင်မှာပေါ့ရှင်သားခွဲစိတ်မှုပြီးတော့နောက်လေးလလောက်အထိကျမမှာနောက်ပိုင်းဖြစ်လာမယ့်ပြဿနာတွေအတွက်စိုးရိမ်နေခဲ့မိပါတယ်ဒါပေမဲ့ဒီကင်ဆာကိုလက်မခံမဲ့အစားကျမရဲ့ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းအဖြစ်လက်တင်ခံဖို့လဲဆုံးဖြတ်ခဲ့ပါရဲ့အဲ့ဒီလိုလက်ခံလိုက်ပြန်တော့ကင်ဆာကိုကြောက်တဲ့စိတ်လဲ꽌ပြောက်ခဲ့ရတယ်လို့စိတ်လဲအေးချမ်းလာပါတယ်ဆိုရင်ရှင်ရဲ့အားပေးမှုအတွက်ကျေးဇူးပါပဲ။ ကျမရဲ့ဝေဒနာကိုကျမဘာသာထိန်သိမ်းရင်ရှင်ကိုလာတွေ့မယ်လို့ပဲစိတ်ထဲကနေပြောခဲ့မိပါတယ်။နှစ်သန်းကိုကိုနဲ့မတ်လ28ရက်နေ့မှာတော့မိုက်ကယ်ဆောင်းနာ10နှစ်ပြည့်နေမှု ကျမကအဲ့ဒီအကြောင်းတွေကိုပြန်တွေးနေမိပါတယ်။မိုက်ကယ်နဲ့ first အပြင်အပြန်လန်ဆက်တွေ့ခဲ့ဘူးကြတာမို့အဲ့ဒီစာရတွေကိုပြန်ရှာဖတ်မယ်လို့လည်းတွေးပြပါတယ်။ကျမတို့အင်က first ဟာ1990ခုနှစ်လောက်ကရှေးဟောင်းဒီဇိုင်းမှုစာရွက်လိပ်တွေအနေနဲ့တင်ထားဖြစ်ပါတယ်။ မိုက်ကယ်ဇာရီအားလုံးကစီပီအာရောင်ပြောင်းနေပြီဖြစ်တယ်လို့စကလုံးတွေကလည်းမိန်ပြီးပြောက်တလောက်ဖြစ်နေပါပြီ။ကျွန်မလည်းအဲဒီဇာရဲ့လက်တွေကိုယူက စတိုးဆိုင်စီပြေးပြီးကော်ပီပြန်ကူးလိုက်ပါတယ်။ဖြစ်ချင်တော့တချို့ကဘလို့မှဖတ်လို့မရတော့ပါဘူး။အကောင်းဆုံးပြန်ရတဲ့စာကတော့နေအိမ်အကျဉ်းချုပ်ချနေစဉ်ကစူရေးပို့လိုက်တဲ့စာတစ်စောင်ပဲဖြစ်ပါတယ်။ကျွန်မကအဲဒီစာကိုမေ့နေခဲ့တာမို့ကိုကိုကိုမိုက်လိုက်လေလို့တွေးမိပါတယ်။ မိုက်ကယ်ကွယ်လွန်နဲ့နှစ်ပတ်လည်နေ့မှာသူ့ကိုတရိယာမိလွမ်းမိတော့မှာပဲဒီစာကိုတရိယာတာပါမိုက်ကယ်ကကျမကိုကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့စာကိုပေးခဲ့တာမဟုတ်လားကျေးဇူးပါပဲမိုက်ကယ်စာမှာတက်ထားတဲ့ရက်စွဲက1995ခုနှစ်ဇန်နဝါရီလ23ရက်ပါသူ့နေအကျေကျိုးကမလွတ်သေးခြင်းပေါ့ဒီစာကိုမိုက်ကယ်ဘလို့ပို့ခဲ့တယ်ဆိုတာသိကြမသိပေမဲ့ဖတ်ကိုတရားပြောက်စီကငားပြီးပို့ခဲ့တယ်ထင်ပါတယ် မက်ကလူးသားဘာနဲ့ခရစ်စမတ်ပေးရဲ့အတူနေလိုက်ရတဲ့အတွက်ဝမ်းသာတဲ့အကြောင်းရေးထားတဲ့စုရဲ့စာပါပဲတကယ်တော့ဒီစာကညီမငယ်တယောက်ကအမကြီးတယောက်စီရေးတဲ့အင်ရှင်မတယောက်ရဲ့လက်ရည်အဖြစ်မဟုတ်ဘဲနိုင်ငံရေးသမားတဦးရဲ့တိတ်ခါတွေပါနေတဲ့စတီမင်္ဂလာရှိတဲ့စာတစောင်အဖြစ် ပြန်ပြီးဖော်ပြကြပါမယ်။ဆိုရင်ရှင်ကျမကိုခွင့်ပြုပါနော်။ရှင်ရလူလူအတွက်ရှင်စာကိုဖော်ပြလိုက်ပါတယ်။ချစ်ခင်ရတဲ့နိုရီကို မကြသေးခင်က BBC မှာလွှင့်တော်တာကြားလိုက်ရတာကဂျပန်မှာ1995ခုနှစ်ကိုရောက်သွားပြီတဲ့ရှင်ကိုမင်္ဂလာနှစ်သစ်လို့နှုတ်ဆက်လိုက်ပါတယ်ရှင်နဲ့အော်ချစ်ဆန်တို့နှစ်ယောက်ကန်ဆာပြဿနာကြောင့်ဖြတ်တန်းရတဲ့စိတ်ပင်ပန်းမှုတွေကြားကပဲ1995ခုနှစ်ဟာပျော်စရာနှစ်သစ်တစ်ခုဖြစ်ပါစေလို့ကျွန်မဆုတောင်းလိုက်ပါတယ်ဒီနေ့ညနေမှာမိုက်ကယ်နဲ့ကင်ကရွှေဒဂုံဘုရားကိုသွားကြတယ်လေပြီးတော့ဗုဒ္ဓရုပ်ပွားတော်တစုကိုရှင်အတွက်ဝယ်လာခဲ့ကြပါတယ် သူတို့ကဒီဇန်နဝါရီလကို Oxford ကိုပြန်ရောက်ပြီးမကြခင်မှာပဲရှင်နဲ့ O2 Sand တို့အဲ့ဒီကိုအလေးလာနိုင်ကြမယ်လို့မျှော်လင့်နေကြတယ်။ Cam ကမနေ့ပြန်ပြန်လိုက်မယ်။ Alexander ကတော့29ရက်နေရတဲ့ကပြန်သွားခဲ့ပြီ။ Noriko ရေရှင်စိတ်ရောကိုယ်ပိုင်အားလုံးစမ်းမှမှဖြစ်မယ်နော်။ကျမကိုလာကြွေးမယ်ဆိုရင်စိတ်ပိုင်းဖြတ်ချက်ကိုလည်းထိမ့်သိမ့်ထားရမယ်နော်။ကျမကရှင်အကြောင်းတွေးနေမှဖြစ်တယ်လို့ရှင်ဝေဒနာအတွက်လည်းမေတ္တာတွေပို့ပေးနေမှာပါ။ စိတ်ထဲမကောင်းဖြစ်မနေပါနဲ့နော်။ကျမတို့အတူတူတွေးကြရင်ပျော်စရာရင်စရာတွေဖြစ်မဲ့အကြောင်းကိုပဲ တွေးပါနော်။ဒီလိုချိန်မှာကျမကတော့ရှင်နဲ့အတူဂျပန်ဒေသခံနေရာတချို့ကိုသွားလည်ခဲ့တဲ့ညတွေကိုသတိရနေမိတယ်။ပြီးတော့အိုဆုဇန်ကရှင်စားမဲ့အိုမိုချီရီကိုกินတဲ့အခါအဆင်မပြေဖြစ်ခဲ့တာကိုလည်းသတိရနေတာပဲ။မိကျွမ်းတော်ပေမဲ့စားလို့တော့ကောင်းသားနော်။အခုအချိန်ကတော့မျောလင်းချက်တွေရဲ့ပြန်လည်ဆန်းသက်မှုရဲ့ရှိတဲ့အချိန်ပေါ့။ ကျမတို့အားလုံးတက်တဲ့နဲ့စိတ်တက်ခိုင်းပါဖို့လိုအပ်တဲ့အချိန်လေရှင်နဲ့အုတ်ဆုဆန်တို့ကိုချိတ်ခင်စွာဖြင့်ဆု Passport ကိုပြန်ရောက်တာနဲ့ကျွန်တော်အမြန်ဆုံးဆက်သွယ်ပါမယ်ချစ်ခင်မှုများဖြင့် Michael ဆိုင်ရင်အောက်ဆုံးမှာတော့ Michael ကလက်မှတ်ရေးထိုးထားပါတယ်ဆုရင်ဘလောက်တောင်စိတ်ဆွမ်းအားပြင်းထန်ပါလိမ့်ရှင်တို့နိုင်ငံအတွက်ဒီမိုကရေစီမျှော်လင့်ချက်တွေကိုစမ်းဆောင်လာနိုင်မဲ့သူပဲ တတိနဲ့စိတ်ပိုင်းဖြတ်မှုတွေကိုရှေတလန်တူကဆင်းရဲမွဲတေမှုနဲ့အဆင်မပြေမှုတွေကိုကြော်လွှားနိုင်အောင်သူကစွမ်းနိုင်မယ်လို့ကျမယုံလိုက်ပါတယ်။ဆုရဲ့စာရိုက်ကအတိုင်းကျမကိုကမ်ကဆန္ဒကူးသားနဲ့ထူထားတဲ့ဗုဒ္ဓရုပ်ပွားတော်တစ်စုကိုကျမကိုပေးရပါတယ်။ပြီးတော့ဝင်ဝင်ကြားကြားပဲဒယ်ရီကပူကြီးတဲ့ရုပ်ပွားတော်ကိုဝယ်ဖို့ပြောပေမယ့်သားကအန်တီနိုရီကိုကဒီရုပ်ပွားတော်ကိုပို့ကြိုက်มาသေးကြတယ်လို့ပြောခဲ့တာဆိုပြီးပြောကပေးခဲ့တာပါ ကမ်ကတကယ်တမ်းမှာစကားများများပြောလို့ရှိသူမဟုတ်တော့သူက အခုလိုတေချာတွေးတော်ပြီးဝယ်လာပေးတဲ့လက်ဆောင်ပေါ်ကျမကစိတ်လှုပ်ရှားစွာပဲလက်ခံပြစ်ခဲ့ပါတယ်။သူရဲ့ချစ်စရာကောင်းမွန်ကလည်းကျမကိုကန့်ဟလိုက်တယ်လို့စိတ်ထဲကြေနပ်မိပါတယ်။အဲဒါကြောင့်မင်းသူ့ရဲ့စာကိုဘယ်ထဲသိမ်းလိုက်မှမသိလောက်အောင်မိသွားခဲ့တာပါ။ဘုရားရုပ်ပွားတော်ရဲ့ကြီးညိုပွဲအစင်းကိုကြည်ပြီးကျမကတော့သူတို့မိသားစုအကြောင်းပြန်အောင်းမိနေခဲ့ပါတယ်။ဒီစာကိုရေးပြီး၄နှစ်အကြာမှာ ။သူ့ရဲ့ခမွန်မိုက်ကယ်ကွယ်လွန်ခဲ့ပါပြီ။ကင်ကမိုက်ကယ်ဆုံးတာကိုလက်ခံလို့မရလောက်အောင် စိတ်တွေပြိုကွဲထိခိုက်ခဲ့ရပါတယ်။မိသားစုတွေကိုလည်းသူ့စိတ်ထဲမတွေ့တော့ပါဘူး။မိုက်ကယ်ရဲ့အမွာညီကိုဖြစ်တဲ့အန်တိုနီကိုလည်းသူကပြဿနာရှာလာပါတယ်။အန်တိုနီကမိုက်ကယ်နဲ့အတန်ရုံရုံရတူရာဆိုတော့အန်တိုနီကရှိနေပြီးမိုက်ကယ်ကဘာလို့မရှိရတာလဲဆိုတာပြဿနာရှာတာမျိုးပါ။သူကအန်တိုနီပေါ်မှာပဲပောက်ကွဲတာမျိုးပေါ့ ။တကယ်တော့အန်တိုနီမှလည်းမိုက်ကက်ကွယ်လွန်မှုအပေါ်အဲ့ဒီလိုပဲခံစားရရှာတော့ကင်ကိုဘာမှပြန်မပြောဘဲခံစားချက်တွေကိုတိတ်တဆိတ်မျှဝေလက်ခံပေးခဲ့ပါတယ်။ကျွန်မလည်းအတတ်နိုင်ဆုံးတော့ကင်ကိုဖိမပေးခဲ့တာပါပဲ။ကျမကဘာပဲချက်ချက်ကင်အတွက်လို့ပြောပြီးတခြားသူတွေတဲ့အရင်ကင်ကိုကြွေးခဲ့ပါတယ်တကယ်တော့တနာကျင်အောင်တဲ့ကင်ကလေးဟာသူ့အဖေရဲ့နောက်ဆုံးအချိန်နှစ်လလောက်အတွင်းမှာ အဖေကိုပြုစုနေရတာနဲ့ပဲသမင်းဟင်းတောင်ကောင်းကောင်းကင်ကင်စားဖြစ်ခဲ့ကိုမရရှာပါဘူး။ကင်ကသူ့စိတ်တည်တည်ငြိမ်နေတဲ့တစ်ချိန်မှာတော့ကောက်ခံအောင်ကင်ကမေးချလိုက်ပါတယ်။အန်တီနိုရီကိုအဲ့ဒီဗုဒ္ဓရုပ်ဘွားတော်လေးအခုတည်းချီရှိနေသေးလားတဲ့။ကျမကသူ့ကိုပွေဖက်လိုက်က ရှိတာပေါ့ကွယ်။ဒါကအန်တီရဲ့ယရနာတဘာပဲဟာလို့ဖြေခဲ့ပါတယ်။တကယ်တော့အသက်10နှစ်အရွယ်ကလေးကမိခင်ရဲ့ပြုစုဆောင်ရှားမှုကိုမရခဲ့တဲ့ကလေးတစ်ယောက်ရဲ့ဝမ်းနည်းစိတ်တွေကပဲ သူ့ကိုဒေါသတွေအဖြစ်ပောက်ကွဲစေခဲ့တာပါမိုက်ကယ်အလွမ်းပြည့်အစည်းအဝေးအတွင်းသူ့မိသားစုနဲ့ဆွေမျိုးတွေကဆုလိုက်ကြပါတယ်အဲ့ဒီညကဂျပန်စာနဲ့ကျင်းပကြတာပေါ့အဲ့ဒီပွဲမှာလဲအလက်ဇန်းဒါကဘာမှမလုပ်ရှာပဲကမ်ကပဲပွဲကိုဦးဆောင်ပါတယ်ဒီနေ့ဒီမှာရှိကြတာအားလုံးကမိသားစုတွေကြီးပါပဲအန်တီနိုရီကိုကသေးသားမတော်ဆက်ပြီးမယ်မိသားစုဝင်တယောက်လို့ဖြစ်နေသူပါလို့ပြောခဲ့ပါတယ် ကျမအနေနဲ့လဲကိုကုကုစုနယ်မိုက်ခဲရိုးရဲ့ကံကြမ္မာအလိုက်မိတ်ဆွေဆိုရတဲ့သွေးသားတော်ဆက်သူလို့ထင်နေမိပါတယ်။စုရဲ့အားပေးမှုနဲ့မြတ်တာအလိုက်ကိုကျေးဇူးတင်စွာနဲ့ပဲကင်ဆာကနေတက်တာခွင့်ရမယ်လို့ထင်ခဲ့ပါတယ်။မိုက်ကယ်ဆုံးတဲ့နေ့မှာပဲကျမကဒီအကြောင်းတွေ တွေးနေမိတာကတော့ရေစရာဖြစ်ချင်းဖြစ်နေမှာပါ။ဒါပေမဲ့မတတ်နိုင်ဘူးလေ။စုရှင်ကိုကျေးဇူးတင်ကြောင်းပြောဖို့နောက်ကျနေကြတာကိုခွင့်တော့နော်။ရှင်အားပေးမှုအတွက်ကျေးဇူးတင်တယ်လို့လည်းထပ်ပြောချင်ပါတယ်။ ကျမခင်မောင်းနဲ့ကျမတို့ကတော့မိဖို့တွေကထမင်းစပွဲမှာမကြခဏပဲရှင်တို့အကြောင်းပြောပြကြပြီးထမင်းဆက်မစားနိုင်လောက်အောင်ခံစားရတဲ့အခါမျိုးမှာသူကမိုက်ကယ်ထွက်ခဲ့စမ်းမှာကွာလို့အော်လိုက်ပြီးကျမတို့ရဲ့ထမင်းဝိုင်းကိုအဆုံးသတ်ဖြစ်ခဲ့ပါလေမြမာရဲ့တီရာမင်းသမီးစုစုက9နှစ်နဲ့2လအကြာမှာပထမဆုံးအကြိမ်နေအိမ်အခြေချုပ်ကလွတ်မြောက်လာခဲ့ပါတယ်1994ခုနှစ်စက်တင်ဘာ20မှာတော့ အဲ့ဒီအချိန်ကစစ်ဘက်ခေါင်းဆောင်တွေဖြစ်တဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေဗိုလ်ချုပ်ကြီးမောင်အေးနဲ့ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့စုနဲ့တွေ့ဆုံခဲ့ကြောင်းလဲဂျပန် TV မှာကြည်လိုက်ရပါတယ်။အော့စဖို့ဒ်ကမိုက်ကယ်အင်ကိုရောက်ခဲ့တော့ကတည်းကဒီပုံတွေကိုတွေ့ခဲ့ပြီးသားပါ။အဲ့ဒီပုံတွေကိုကြည်လိုက်တော့စုကပန်းရောင်တောက်တော့မြန်မာဝတ်စုံနဲ့ဖြစ်နေပါတယ်။စုမကြိုက်တဲ့အရာဖြစ်နေတာမို့အံ့ဩမိပါရဲ့။မိုက်ကယ်ကတော့ကျွန်တော်ပဲသူ့ကိုငញ្ញမ်းရေးအငွေတက်လေးရအောင်ပန်းရောင်လေးကိုစမ်းပါလို့ပြောခဲ့တာပါလို့ဆိုပါတယ်။ တကယ်တော့မြမပီကအိမ်ထဲမှာ၅နှစ်လောက်နေလိုက်တဲ့အခါစုဟာမြမရိုးရာစိုးစိအယောင်နေနဲ့ပူရင်ပါလာတယ်လို့ပါပဲ။နေအကျေချုပ်ကိုပဲကျေစုတင်ရမလားပဲ။စုကအနောက်တိုင်းဆန်တဲ့အယောင်တွေကိုသဘောတွေ့ခဲ့ရက အခုတော့မြမတဘာဝအယောင်တွေကိုပါကြိုက်တက်လာနေပါပြီ။စစ်အစိုးရရဲ့ရည်ရွယ်ရင်းကိုစန့်ကျင်လိုက်သလားပါပဲ။ စုရဲ့အနောက်တန်းဆန်ဆောင်အရာသာတွေ့ရတဲ့အရာတွေတစားစာကွဲပြောက်ပြီးမြမစိတ်ရင်းစိတ်မှန်တွေပြန်လဲပေါ်ထွက်လာတာဒီနေအိမ်အကျဲကျကြောင်းမယ်လေစုကို1995ခုနှစ်ဇူလိုင်10ရက်မှာပြန်လှည့်ပေးခဲ့ပါတယ်မြမပြီးအရေးကိုစောင့်ကြည့်နေတဲ့ကဘာသူကဘာသားတွေတက်ပြင်းချလိုက်နိုင်ခဲ့ပြီပေါ့ဒါပေမဲ့စုချံရဲ့ဂိတ်ပေါင်းအမကတော့စစ်သားတယောက်ကထိုင်းဆောင်ကလာသမျှဧည့်သည်တွေကိုစောင့်ကြည့်နေသေးတာပါပဲ။ စုဘူးဘယ်တော့လွတ်မယ်ဆိုတော့တရားဝင်မကြေညာခဲ့ပေမဲ့လူတို့ကတော့ကောလဟန်လာနေတဲ့ခြံရှိမှာအုံနေခြင်းနဲ့စောင့်လို့နေပါတယ်။စုကခြံဝမှာပဲလူတို့ကိုလွတ်လွတ်ချင်းစကားပြောခဲ့ပြီးအဲ့ဒီအချိန်မှာစုဟာအလုံးကိုလှပနေတာပါ။နေအကျဲကျုံမကြခင်ကတည်းကလှနေတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့အနှစ်20ကာလကျမနဲ့တည်ခဲ့တဲ့ကာလတွေမှာစုစီကအဲ့ဒီလောက်ကြောက်ပါတဲ့အပြုံမျိုးတွေးခဲ့ဘူးလေလို့ကျမမမှတ်မိပါဘူး။ ဒီလိုတောက်ပတဲ့အပြုံးကကျမစောင့်မျှော်ခဲ့ရတဲ့စုရဲ့အပြုံးပါပဲတကယ်တော့စုနေအခြေချုပ်ကြပြီလို့သိရချိန်မှာကျမတို့ဇနီးမောင်နှံကမော်စကိုကိုရောက်နေခဲ့ပါတယ်ဒီသတင်းကိုကြားရတဲ့အချိန်တုန်းကကျမသိစိတ်မထိခိုက်ခဲ့ပါဘူးတနည်းအားဖြင့်စုအတွက်သွေးရင်းမြမစစ်စစ်တယောက်ဖြစ်တဲ့ဆိုတာတက်သေးပြဖို့အခွင့်အရေးတစ်ခုရတာပေါ့လို့တွေးပြလို့ပါပဲ။ဒီအကြောင်းကိုမိုက်ကယ်ကိုတောင်မပြောပြပစ်ခဲ့ပါဘူး။ တကယ်တော့ဘုဇုအောင်ဆန်းရဲ့သမီးဖြစ်ပေမဲ့စုဟာမြမပီကိုဘလောက်ချစ်ပြီးမြမရီအတွက်ဘလောက်ကူညီပေးခြင်းနဲ့ဆိုတာကိုတတ်သိပြခွင့်မရခဲ့တဲ့အတွက်သူဘလောက်စိတ်ဆင်းရဲခဲ့တယ်အပြစ်ရှိတယ်လို့ခံစားရတယ်ဆိုတော့စိတ်ခံစားမှုတွေကနေလွတ်မြောက်ဖို့အတွက်နေရင်အကျေချုပ်ကအခွင့်အလမ်းပေးရကြခဲ့ပါတယ်။ရှင်တို့သာစုနဲ့အတူနေခွင့်ရခဲ့မယ်ဆိုရင်စုရဲ့အဲ့ဒီစိတ်ဓာတ်ကိုနားလည်နိုင်မှာပါ။အဲ့ဒီစိတ်ကြောင့် စုဟာမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ရသားနဲ့ကိုအရင်ပြုံးနေပြီးရှင်ထဲမှာရှုပ်ထွေးစွာနေထိုင်ခဲ့တယ်ဆိုတာသိမှာပါခုတော့စုရဲ့အိမ်မက်သေးကအတိုင်းမြမပြီးမှသူ့ဘဝကိုမြုံနှံမှုအခွင့်အရေးကထွက်မပြေးနိုင်တော့ပါဘူးအဲ့ဒီအခွင့်အရေးကနေအကျေကျုပ်ပေါ့စုကအခက်အခဲတွေကိုလည်းကြော်လာနိုင်မှာပါနေရခက်လာတစ်နှစ်နှစ်နှစ်ပေါ့ပြီးတော့စစ်သားတွေကအိမ်နဲ့အထီးဝင်ဆောင်နေလေတော့လောက်ကြံခံရဖို့လည်းမပူရဘူးလေ စစ်ကလက်မြောက်တဲ့အခါမှာတော့ဖြစ်ပျက်ခဲ့တာတွေကိုပြန်မပြောပြခဲ့ပါဘူး။ကျမကတော့စစ်အစိုးရအနေနဲ့စုကိုနေအကျဉ်းချုပ်ထားတာဒီတစ်ချိန်ပဲဖြစ်မယ်လို့ရှော့တွက်မိခဲ့ပါတယ်။တကယ်တော့စုရဲ့နေအကျဉ်းချုပ်ဖြစ်စဉ်ကိုအကောင်းမြင်ရတဲ့အကြောင်းကတော့နမေကျော်ရာမရနာဇတ်တဲကတီလာမင်းသမီးအကြောင်းကိုတွေးမိလို့ပါ။တည်ကြတဲ့အတိုင်းရာဝနာကတီတော်ကိုခိုးပြေးသွားတာကိုရာမကပြန်ရအောင်စူးစမ်းတာဆက်လင်းနစ်ကြားခဲ့နေတော့ ကျင်ယုံလာတဲ့တိရာအနေနဲ့သူဟာရာမအပေါ်တစ္ဆာမပြတ်ခဲ့ကြောင်းတသက်ပြဖို့ဖြစ်လာခဲ့ပါတယ်။မိဘုံတွေကိုခုံဆင်းပြီးအနာတရမဲ့ပြန်ထွက်လာနိုင်မှ သူတစ္ဆာကိုတည်ရကြမှာပါ။နတ်ဒီဝါရီနဲ့လူလူရဲ့မေတ္တာတွေကြောင့်ပဲတိရာမင်းသမီးဟာသူ့ရဲ့အပြစ်ကင်းမှုကိုတသက်ပြနိုင်ခဲ့တယ်မဟုတ်လား။သူ့ရဲ့ဖြစ်ကအဲ့ဒီလိုမျိုးလို့တွေးနေမိတာပါ။ဆူလွတ်လာတဲ့အခါမှာပဲ ကျမဘယ်တော့မှမမြင်ဘူးခဲ့တဲ့သူ့ရဲ့လှိုက်လဲပြီးရင်ထဲကလာတဲ့အပြုံးကိုတွေ့လိုက်ရပါတယ်။သူဟာသူ့ကိုယ်သူအပြစ်ရှိတယ်ဆိုတဲ့အတွေ့အကြုံကနေလွတ်မြောက်စေခဲ့ပြီဆိုတာကျမသိလိုက်ပါတယ်။သူဟာလူတို့ရဲ့ဒုက္ခဒုက္ခတွေကိုမျှဝေခံစားခဲ့တာမရှိဘူးလို့ဝေဖန်ပြစ်တင်မှုတွေကိုထပ်ခံရစရာမရှိတော့ဘူးလေ။မြမတေရာမင်းသမီးစုဟာသူ့ရဲ့၆နှစ်တန်းအကျဉ်းချမှုနဲ့ခံစားရမှုတွေနဲ့သူဟာမြမပါပဲလို့သက်သေထူခဲ့ပါပြီလေ။ ဘသူကမှသူ့ကိုတစ္ဆာပေါလို့မဆိုနိုင်တယ်လို့မြမနိုင်ငံရေးကိုနားမလဲတဲ့အမျိုးသမီးတူလို့ဆိုနိုင်တော့မှလဲသူ့ရဲ့လွန်မြောက်မှုမှာအ нэт နှစ်မျိုးစောင်းနေပါတယ်တစ်မျိုးကတော့အတိတ်ပဲမဲ့ချုပ်နှောင်မှုကနေလွန်မြောက်ခြင်းပေါ့နောက်တစ်မျိုးကတော့သူဟာမြမပြီးအတွက်မြောက်နှံထားသူပါလို့တက်တည်ပြရမယ်ဆိုတဲ့စိတ်အစွဲကနေလွန်မြောက်မှုပါပဲတစ်ချိန်တည်းမှာပဲသူ့ရဲ့လွန်မြောက်မှုဟာကျမရဲ့လွန်မြောက်မှုလို့ပါပဲ ျမဟာအစကတည်းကမြန်မာလူလူအနေနဲ့စုကိုအင်ရှင်မဘဝကနေထွက်လာပြီးနိုင်ငံရေးထဲမှာပါဝင်လာတဲ့အပေါ်သူတို့အတွက်အလုတ်ကျွေးပြုသူတယောက်တိုးလာတယ်လို့လက်ခံစေခြင်းခဲ့တဲ့အစွဲရှိခဲ့တာကိုအခုလိုစုကိုမြင်ရတဲ့အခါအကျွေးကြည့်ပြီးလို့တွေးကဘာမှစက်ခံစားစရာမလိုတော့ဘူးလို့တွေးမိတော့ငကူအစွဲကနေကျမလည်းလွတ်သွားတာပဲပေါ့ဟုတ်ကဲ့ပါရှင် အခုနားဆင်ကြရတာကတော့ဘုရင်စာရေးဆရာမနိုရီကိုအိုတူရဲ့ Letter for Aung San Suu Kyi ကိုဆီယမမတိရာစံကြောင်းမြန်မာဘာသာပြန်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်တို့စာတစောင်းဆိုတဲ့စာအုပ်ပဲဖြစ်ပါရရှင်။နားဆင်ကြတဲ့များရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ NJ ပါ။